ဒုတ်ထုံးမဟုတ်တဲ့ဝတ်သားပွဲပြင်အကျွတ်ကျော်လားအဆိုးလား तू ကဒုတ်ထုံးမရဘူးပွဲနယ်ပဲရောင်းနေလောက်ဆိုမန်လီတာတစ်ဝက်လောက်တည်ပြီးသားဖြစ်မယ်ထင်တယ်ပြီးတော့မန်လီယာဘီအာမီလည်းတည်တင်တယ်ဘန်နီဖြိုးကမန်လီရောက်တိုင်းဒီဆိုင်မှာစားတယ်လို့ကြားဘူးရယ်ဟုတ်ပါရဲ့ဒီဆိုင်က32လမ်း9304ကျမှရှိရဲ့ဦးသိန်းနိုင်ဝတ်သားပွဲပြင်မှာမန်လီယာကသူ့ဆိုင်နာမည်ကြီးရဲ့အယိုးကျော်အသားတစ်စက်မှမပါတဲ့အယိုးတွေကို crispy ဖြစ်နေအောင်ကြော်ထားအားလုံးဝါးစားလိုက်လို့ရတယ်ပါဇက်ထဲရင်ပျောက်သွားဒါပေမဲ့ဒီမီနူကမရောင်းဘူးတည့်ရလူခင်တဲ့လူတွေပဲကျွေးတဲ့ exclusive ဒီဆိုင်ရဲ့ main character သူ့ရဲ့ source ပဲ အချင်းအရန်ကောင်းတယ်အကြော့ကြော်ပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်စော်လေးဆန်းပြီးတော့ချက်သူမျိုးငြုပ်သေးလေးဖြူပေးလိုက်တာဒီဆိုင်ရဲ့အထာ စာတို့ရှိရလေအတီးမှတရက်အသားမှဝက်သူကသူကောင်းပြီးတော့ဝက်သားကိုစော်ကောင်းကောင်းလေးလောင်းလိုက်တော့ဘလောက်စားကောင်းမလဲမင်းစဉ်းစားကြည့်လိုက်စဉ်းစားလို့မရရင်သွားစားကြည့်အရှင်းမလေးစားပြောထားတယ်အာကက်တို့အယိုးနုတို့ဆက်ခဲတို့အဲ့လိုမျိုးအစုံစားခြင်းလေဆိုရင်တော့နည်းနည်းစောသွားမယ်ဆိုင်ရနှစ်နာရီလောက်ဆိုရင်စပြီးတော့ရရည်လို့ပြောတယ်ပြီးတော့သူဆိုင်ဟင်းရံစီအရန်မများပဲနဲ့ပေါ့ပေါ့ပါပါလေးတောက်လို့ကောင်းတယ်ဂိုးခုနအရှင်းမစားခဲ့တာအဆူအပြုတ်ဒါကြတော့အကျော်အကျော်ကတော့သူကျွမ်းပြီးကျွနေအောင်ကြော်ထားမျိုးမဟုတ်ဘူး crispy ဖြစ်ဖြစ်လေပြီးတော့အရန်တစ်ခါကြည့်အောင်ကြော်ထားပေးရမှာလာပြီးမှာ ြီဆိုတော့မှပြန်နှွေးပေးတယ်မရှိဘူးဆိုရင်အစ်စ်ပြန်ကြော်ပေးတာဒီဆက်မှာအရင်တော့ဝတ်အုံနောက်ရရအရန်စားလို့ကောင်းတယ်အခုတော့ရီးစားကိုပြန်ပြီးအုံနောက်ပြန်စားပြီးတော့ဝတ်လင်မှာဆိုလို့မစားတော့ဘူးအုံနောက်ကမရတော့ဘူးဆိုတာနဲ့ဥပွားအချို့ကျော်လေးကိုပဲအုံနောက်လိုမျိုးတံမြတ်သေးလေးပါပါပါထည့်ပြီးတော့တုတ်ခမ်းလိုက်တာဒါလေးလည်းတစ်မျိုးမိုက်တယ်စားကောင်းကောင်းနဲ့လွေးချလိုက်တာအပြုံနှစ်ပွဲအကျော်သုံးပွဲဂုံသွားတယ်မျက်လုံးမှာဆင်းလာပြီအိမ်ပြန်ပြီးတော့မဟာဖြည့်သေးတောက်ပြီးကျိုးမရတော့မယ်ဒါပဲတော့ခွက်